ေတာကြီးတာယာဝရီခိုင်ပြန်ချိုင်းနဲ့ပြည်စံဦးစီးဌာနလူတုခြေပြုဘူဌာနတွင် ကမ္ဘာစားသုံးသူအခွင့်အရေးများနဲ့အထိမ့်မဲ့အသိပညာပေးတော်ရှိုးကိုမတ်လ14ရက်နေ့နနေ9နာရီကကျင်းပခဲ့ရာ KI ပြဆက်ရုံမှာဒေါ်တဲနူအင်းနဲ့စားသုံးသူရေးရာဦးစီးဌာနမှဒုခရိုင်ဦးစီးမှုဒေါ်ကခင်ထိုက်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာမရှင်။ဟုတ်မင်္ဂလာပါဆရာ။ဟုတ်ကဲ့ပါဆရာမဒီကမ္ဘာစားသုံးသူအခွင့်အရေးများနဲ့ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုလည်းသိကြပါရစေဆရာမရှင်။ဟုတ်ကဲ့ပါဆရာ။အမစားသုံးသူခွင့်များနဲ့ပြပေါ်လာခြင်းကတော့ American သမ္မတ John F Kennedy ကစားသုံးသူတွေရဲ့အခွင့်အရေးနဲ့ပြဿနာကို ဖြည့်ရှင်းမှုတွေ1962ခုနှစ်မတ်လ15ရက်နေ့မှာနိုင်ငံတကာစားသုံးသူများရဲ့လှုပ်ရှားဆောင်ရွက်မှုများနဲ့စီလုံးညင်ညွတ်မှုတွေကိုအကြောင်းပြုပြီးစားသုံးသူခွင့်များနဲ့အပြည့်စတင်သတ်မှတ်ခဲ့တာဖြစ်ပါလေရှင်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့နှစ်စဉ်မတ်လ15ရက်နေ့ကိုကမ္ဘာစားသုံးသူခွင့်များနဲ့အပြည့်သတ်မှတ်ပြီးကမ္ဘာနိုင်ငံအသီးသီးမှာစီကားသတ်မြိုက်စွာကျင်းပခဲ့ပါလေရှင်။ကမ္ဘာနိုင်ငံအသီးသီးမှာကျင်းပခဲ့သလိုကျမတို့မြန်မာနိုင်ငံမှာလည်း2016ခုနှစ်မတ်လမှာစပြီးတော့ ကမ္ဘာစားသုံးသူပင်းများနှင့်အခဲမတ်ကိုမြန်မာနိုင်ငံစားသုံးသူပါဝဲကော်မရှင်မှ20နှစ်တိုင်းဆောင်ပုဒ်တွေထုတ်ပြန်ပြီးကျင်းပဆောင်ရွက်ခဲ့တာယခုနှစ်ဆိုရင်10နှစ်တာကာလရှိပြီဖြစ်ပါတယ်ရှင်2025ခုနှစ်မလ15ရက်နေ့မှာကျင်းပမယ်ဆောင်ဖို့ကတော့လူနေမှုဘဝအစဉ်တည်တံ့ဖို့ညတာအသွင်ကူပြောင်းဖို့ဆိုတဲ့ဆောင်ဖို့ကလေးနဲ့ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။ကမ္ဘာနိုင်ငံအသီးသီးမှာဆောင်ရွက်ခဲ့တယ်လို့ကျမတို့မြန်မာနိုင်ငံမှာလည်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ ရွယ်ချက်ကတော့စားသုံးသူတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့အတွက်ရွယ်ပြီးအခွင့်အရေးနဲ့အကျိုးစီးပွားကိုသိရှိစေဖို့နဲ့စားသုံးသူတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့အတွက်ရွယ်ပြီးတော့နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်ရှင်။စားသုံးသူအခွင့်အရေးတွေနဲ့ပတ်သက်ပြီးကျမတို့စားသုံးသူရာဥတီဌာနကစားသုံးသူကာကွယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။စားသုံးသူကာကွယ်ရေးနဲ့ပတ်သက်ပြီးစားသုံးသူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုစားသုံးသူကာကွယ်ရေးဘူတွေပါအကြောင်းအရာတွေကိုအသိပညာပေးဆွေးနွေးခြင်းအလုံးယုံဆွေးနွေးပွဲကျင်းပခြင်းစားသုံးသူနဲ့ ပတ်သက်တဲ့သင်တန်းဖွင့်လှစ်ခြင်းစားသုံးသူနင့်နာမှုရှိလို့တန်ကြားလာမယ်ဆိုရင်တန်ကြားမှုကိုလက်ခံဖြစ်ရှင်းဆောင်ရွက်ခြင်းတွေစားသုံးသူကာကွယ်ရေးနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့မူဝါဒတွေကိုချမှတ်နိုင်မှုအတွက်ကျမတို့ဘိုးတိုင်းဒေသကြီးစားသုံးမှုရာကော်မတီအစီအဝေးကျင်းပခြင်းများဆောင်ရွက်လျက်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါဆင်မစားသုံးသူတွေမှာပေါ့နော်ဘလို့အခွင့်အရေးတွေရှိတယ်ဆိုတာကိုလည်းသိကျင်ပါတယ်ဆင်မရှင်။ဟုတ်ကဲ့ပါဆင်စားသုံးသူတိုင်းမှာစားသုံးသူအခွင့်အရေးဆိုတာရှိပါတယ်ရှင်။အဲ့ဒါတွေကတော့အခြေခံလိုအပ်ချက်ပေါ်မှာစိတ်ကျေနပ်မှုရှိရပါမယ်ရှင်။ ။ဘေးအနေရခင်းရှင်းစွာအသုံးပြုခွင့်ရှိရပါမယ်။လိုအပ်တဲ့သတင်းအချက်အလက်တွေပြည့်စုံမှန်ကန်စွာသိရှိခွင့်နဲ့ပြေစာအထောက်အထားတွေရယူခွင့်ရှိရပါမယ်ရှင်။စိတ်ကြိုက်ဝေးရွေးချယ်ဝယ်ယူခွင့်ရှိရပါမယ်။နင်းနာဆုံးရှုံးမှုနဲ့ဆက်ရှင်ဆက်လင်းပြီးရှင်းလင်းတင်ပြခွင့်နဲ့တင်ကြားခွင့်ရှိရပါမယ်ရှင်။နင်းနာဆုံးရှုံးမှုနဲ့ပတ်သက်ပြီးကုစားခွင့်ရှိရပါမယ်ရှင်။အသိပညာဘူဒ္ဓတွေအခွင့်အရေးတွေနဲ့လိုအပ်တဲ့အချက်အလက်တွေကိုသိရှိလေ့လာခွင့်လည်းရှိရပါမယ်ရှင်။ပြည့်စုံပံကာလပင်သာမကနောင်နာကမျိုးဆက်များအတွက်ပါကောင်းမွန်တဲ့လူနေမှုအစဉ်အတန်းနဲ့ပတ်ဝန်းကျင်မှာနေထိုင် ွာလာခွင့်ရှိရပါမယ်ဒါကတော့စားသုံးလူတွေရဲ့အခွင့်အရေးရှိချက်ပဲဖြစ်ပါတယ်ရှင်ကဲပါဆရာအခုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါဆိုပါတော်ရှုဆွေးနွေးမှုတို့ကိုဝီလက်တာယာဝီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်